နောက်ထပ်မိကုံးတစ်ခုကတော့ဇေဒီရုပ်ထုကိုးကွယ်ခြင်းဟာဘုရားအဆုံးအမနဲ့ညီပါလားဗျာမြတ်စွာဘုရားရှင်ကိုရန်ရောဇေဒီရုပ်ထုကိုးကွယ်ဖို့မှာကျန်းခဲ့ခြင်းရှိပါလားရှင်ဗျာဇေဒီရုပ်ထုဆိုတော့ဘုရားလက်ထက်ကမရှိလို့အထုမမှာခဲ့ဘူးမှန်ပါဇေဒီတဲတာကိုတော့ရှိတယ်ပေါ့နော်မှန်ပါဗျာထူးခြားတဲ့ပုဂ္ဂိုလ်ရဲ့ကြံ့ရင့်တဲ့ relit လို့ခေါ်တဲ့အယိုးဓာတ်တွေပေါ့အယိုးတွေကိုအဲ့ဒါတွေကိုလမ်းလေးစုံမှာ တည်ထားမယ်ဆိုလို့ရှိရင်အဲ့နာရောက်တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာသူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုတတိယပြီးတော့လက်ဝချီသွားမယ်စိတ်ထဲမှာကြီးညိုသရာတရားလေးတွေဖြစ်သွားမယ်ဆိုလို့ရှိရင်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားတယ်တမပါဗျာဒါကြောင့်မို့စေရီတည်ထားကိုယ်ပွင့်ခြင်းကဘုရားရဲ့မှာကြချက်နဲ့ kait ပါမှန်ပါဗျာမြတ်စွာဘုရားကောင်းတဲ့တရားတွေအားလုံးအဆင့်လိုက် ကောင်းကျိုးချမ်းသာရဖို့အတွက်နိလန်တစ်ခုပေးခဲ့တာပါပဲတရားတော့နော်ရှုပ်တုကတော့ဘုရားလက်ထက်ကမရှိခဲ့ဘူးပေါ့မှန်ပါဗျနောက်ပိုင်းကျမှတူအောင်ထူဖို့ဆိုရလဲလွယ်တော့မလွယ်ဘူးပေါ့နော်မှန်ပါဗျအဲ့တော့ဇေဒီယုတ်တုကိုးကွယ်ခြင်းသည်ဘုရားဆုံးမနဲ့ညီပါသလားဆိုရင်မြတ်စွာဘုရားပြိဋိဘံဆိုင်အနိမာသူ့ရဲ့အယိုးဓာတ်တွေကိုလမ်းလေးဆုံးမတည်ထားပြီးတော့တည်ထားရမယ်ဆိုပြီးတော့ရှင်နန္ဒကိုမှန်ခဲ့တာရှိတယ်မှန်ပါဗျနောက်ပြီးတော့ဇေဒီလို့ခေါ်ရမယ် အယုဒတိထဲ့သွင်းထားတဲ့ထူပထူပလောက်ထိုက်တဲ့ပုဂ္ဂိုလ်၄ဦးဆိုတာလဲဟောကြားခဲ့တယ်မှန်ပါဗျာတပ္ပိညုတဉ္ဉံရတဲ့မြတ်စွာဘုရားပိစိကဗုဒ္ဓမှန်ပါဗျာရဟန္တာပြီးတဲ့အခါကျတော့လူတွေကတကယ်သူတော်ကောင်းစကြဝဠာမင်းအဲ့ဒီ၄ခုဟာစီရီတီထားပြီးတော့အများစုကရှုသေးတိုက်တယ်လို့သူတို့ဟောတာရှိတယ်မှန်ပါဗျာ เนาะအဲ့တော့ဒါမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီပါတယ်လို့ပဲပြောရမှာပဲเนาะမှန်ပါဗျာ